။တမီးမီယောဂါကျွမ်းနေပါပြီ။တက်တန်းကလည်း80ကျော်ပြီဆိုတော့ကံကုံတက်တန်းကုံသဘောသာစိတ်အာရုံထားပြီးတော့စိတ်ဖြေပါတော့။စေဘဝကငွေတွေလည်းအပူကုံအောင်လုံးမနေပါနဲ့တော့။ဆရာဘက်ကလည်းအစွမ်းကုန်ကုသပေးခဲ့ပြီးပါပြီ။အဲဒီတော့သူဆန္ဒရှိတာသာလုပ်ပေးလိုက်ပါ။သူစားကျင်တာရှိရင်လည်းကြွေးပေးလိုက်ပါတမီး။တမားတော်ကြီးဆရာဆကကျမအမေနဲ့ပတ်သက်ပြီးတော့တရားချပါတယ်။ ကျမကမိခင်ကိုခွဲရတော့မယ်ဆိုတဲ့အတိအကျောင်းကြေခွဲဝမ်းထဲကမျက်ရည်တွေကျနေမိပါတယ်။ကျမတို့အရက်ဒေတာမှာတော့လူတရာလျင်ကန္နာဝတ်နာမဟုတ်ပါက69ရောက်ယောဂပြောင်းအောင်ကုသနိုင်တဲ့အကျော်ဒီကတမားတော်ဟူ၍နာမည်ကြီးလာတဲ့ဆရာဆကပဲလက်လွတ်လိုက်ပြီဆိုတော့ကျမဟာအမေကိုဤရဲ့အတော်အတွင်းမှာလက်လွတ်လိုက်ရတော့မှာပါလားလို့အမေကိုတစိမ့်စိမ့်ကြည့်ရင်းနဲ့တသိမ့်သိမ့်ငိုရှိုက်မိပါတယ်။အမေကတော့ဘာမှပြန်မပြောနိုင်ပါဘူး။မလှူရှားနိုင်တော့ပါဘူး။ အယိုးပေါ်မှာအရင်တည်းအိယာထက်မှာပက်လက်ကလေးနဲ့သာမိမ့်နေပါတယ်အမေရဲ့အာယုံများကလည်းပဝင်းကျင်ကိုမြင်နိုင်စွမ်းမရှိတော့ပါဘူးအရာအလုံးမိမ့်မိမ့်မှုံဝါနေရလဲတူပါတယ်ကျမတို့တောတလေတောတဘာဝအရာဆေးရုံကလည်းမရှိတော့ဆေးရုံမှာမထားနိုင်ပါဘူးသူနာပြုဆီယာမတွေကလည်းမရှိတာကြောင့်အမေကိုကျမကိုယ်တိုင်ပဲအနီးကပြုစုစောင့်ရှောက်နေရတာပါကျမတို့ကဖခင်ကြီးဆုံးမသွားပြီးကြတဲ့ကမိခင်လက်ငုတ်လေယာကလေးတွေကိုလူငားနဲ့ကိုယ်တိုင်ကြည့်ကြက်ပြီးလုံနေရလေတော့အီအိမ်မှာတော့ကျမတီပြီလေအိမ်တော်ဦးစီး ျမဒီပဲလင်ယောက်ျားတစ်ဖွဲစီဝါရေးကိုလုပ်နေရပါတယ်။တို့အတွက်မိခင်ဖြစ်သူကိုဒီတိုင်းမဲထားပြီးတော့လှုပ်ရှားရှိသူတို့ကိုလှုပ်ရပါတယ်။တော်တလေးထုံးစံရညပိုင်းအစောအလတ်ချိန်မှာရက်ရွာရက်မီရက်ဖတွေကလာရောက်အားပေးတရင်မေးကြပါတယ်။ညနေတဲ့အခါမှာတော့အမေနဲ့ကျမသာကြံရစ်ခဲ့ပါတယ်။ဒါကလည်းနေနေကြသဘာဝမျိုးအထူးတော့မဟုတ်တော့ပါဘူး။ဆရာဆလက်လွတ်ပြီးတော့6ရက်မြောက်ညသကောင်းရံချိန်လောက်မှဖြစ်ပါတယ်။သမီးအမေတကူးစားခြင်းနဲ့သမီးရဲ့ဟင်းလေးနဲ့ဖြစ်ဖြစ်ပါ ခါတိုင်းကရေနဲ့အစာကိုသာအတင်းအာရမခွန်ကျွေးနေရတဲ့အမေဟာယခုအစာတောင်းလာတာကြောင့်ကျမဟာအာရဝမ်းသာဖြစ်က အမေစားစားခြင်းလို့လားဟိုစားရမယ်နော်မေစားရမယ်ခဏလေးစောင့်ကျမဟာအာရဝမ်းသာပြောဆိုရင်းနဲ့ပဲမိဖို့ကြောင့်လည်းကိုဝင်ပြီးတော့အမေတွေပြုတ်လုထားတဲ့ကြက်သားစွပြုတ်ရင်းနဲ့အသားတွေကိုယူပြီးတော့ကျွေးပါတယ်အမေကထမင်းကိုအာရပါရစားပါတယ်အမေထမင်းစားလို့ပြီးသွားတော့ကျမအာရဝမ်းသာဖြစ်မိပါတယ်အမေကတော့နတ်သားမယောဂါကပြန်ကောင်းလာပြီလို့လည်းထင်မိပါတယ် အမေကစားတော့ပြီးတဲ့အခါမှာပြန်အိပ်ရန်အတွက်ပြန်လဲချလိုက်ပါတယ်။ရခင်နှုံးကလူတယောက်ကထူပေးမှလဲနိုင်ထနိုင်တဲ့အမေဟာယခုခါမှာတော့သူ့ဘာသာသူထခဲ့ပါတယ်။ယခုအိပ်တော့လည်းသူ့ဘာသာသူလဲချပြီးတော့အိပ်သွားပါတယ်။အမေကကျမကိုဘေးမှလာရဖို့ခေါ်တာကြောင့်ရခင်ကအမေဘေးခက်လန်းလန်းမှနေပြီးတော့အိပ်တဲ့ကျမဟာအမေဘေးကိုကပ်ပြီးတော့အိပ်ဖို့အတွက်အိပ်ရာကိုလည်းရွှေ့ခဲ့လိုက်ပါတယ်။အမေဘေးမှာပဲအိပ်လိုက်ပါတယ်။အမေကကျမကိုအားရပါရဖက်ကအိပ်ပါတယ်။စကားတော့တိတ်မပြောပါဘူး။နောက်တနေ့မိုးလင်းတဲ့အခါမှာတော့အမေကမထပါဘူး။ ရခင်နေရလို့ပဲအဲ့ရတဲ့မှာပက်လက်နေပါတယ်။စကားလည်းမပြောနိုင်တော့ပါဘူး။ညကအစာတောင်းစကားပြောနေတဲ့အမေကယနေ့မနေ့မှတော့စကားလည်းမပြောအစာလည်းမတောင်းတော့ပါဘူး။ယောဂဖောက်ပြန်လာ၍စကားမပြောအစာမတောင်းလို့ကျမကဖြေသိပ်ပြီးတော့ဆရာဆပေးခဲ့တဲ့ဆေးတွေကိုတိုက်ရန်စီမံပြီးတော့ဆေးကိုတိုက်လိုက်ပါတယ်။ ရဲရွာတွေကအတော်တွေဗာကြီးဦးကြီးတွေကတရင်လာမိတဲ့အခါမှာညကအဖြစ်ပြက်ကိုပြောပြရာသူတို့ကလည်းအာအသင့်ကုန်ကြပြီးတော့ယောဂတက်တာလာလို့ဖြစ်မယ်လို့ပဲထင်မြင်ချက်တွေပေးကြပါတယ်။ကျမကအမေအစားတောင်းသောအခါမှာစားနိုင်ရန်အသားများကိုကြွတင်ဝယ်ယူပြီးတော့ချက်ထားလိုက်ပါတယ်။အမေကတနေ့လုံးမထစကားမပြောအစာမတောင်းမဲနေပြီးတော့ညအချိန်လူမမာတရင်မေးသူတွေပြန်သွားတဲ့အခါကျမှထလာပြီးတော့အစာတောင်းပါတယ်။စကားတွေပြောလာပါတယ်။ကျမကလည်းသူ့နားမှာအိပ်ဖို့အတွက်အမြဲတစေခေါ်နေပါတယ်။ အဲ့ဒီလိုမျိုးပြုတ်လောက်လာတာသုံးလေးညရှိလာတဲ့အခါမှာတော့ရက်ရွာတွေကရက်မိရက်ဖတွေလည်းဖြစ်ရဟန်းဝုတ်ခဲ့ပြီးတော့စာပေလည်းအနှဲငယ်တက်မြောက်တင် जा ခဲ့ဘူးတဲ့ဘာကြီးဦးချစ်ကနေမေဖြစ်ပုံကရိုးမရိုးရဲလားကလေးမရဟန်းအဲ့ဒီလိုမျိုးစကားမတင်မကြ ాయి ပြောလာခဲ့ပါတယ်ဘာဖြစ်လို့လဲဘဘချေနေမေကဖုံများဝင်နေသလားလို့ပါဘလို့ဖုံဝင်တာလဲဘဘရဲ့အာ ဖုံဝင်နေဆိုတာအစိမ့်တရေတစီတကောင်ကညအချိန်မှာဝင်ကက်ပူးပြီးတော့အစာတောင်းစားနေတာဘောဟဲ့ဒိုးတွေးကြုံရလဲ ီလိုနာနာဘာဝတွေကဖုတ်ဝင်နေပြီးအစားတောင်းတာတွေတွေ့ဘူးတဲ့သမီးရဲ့ဒါဆိုဘဘချင်းဖုတ်ဝင်နေမဝင်ဘူးဆိုတာဘယ်လိုသိရမလဲသမီးကိုကူညီပေးပါအောင်ရှင်ကြားဘူးတာတော့ဩဇာရွက်ကိုသူအိတ်တဲ့ဖြာအုပ်ကိုထည့်ပေးထားရတယ်တချို့ကလည်းလူစည်းတဲ့ခုံဖနက်ခံပေးထားရတယ်လို့ဆိုကြတယ်ကွယ်ဒါဆိုလို့ရှိရင်ကျမဒီညာစမ်းကြည့်လိုက်မလဲစမ်းကြည့်တော့လည်းကောင်းတာပါသမီးရဲ့ဒါပေမဲ့သတိထားမှာနာနာဘာဝဆိုတာသူတို့အန်ရယ်လုပ်လို့ရှိရင်ကိုယ်ကိုလည်းအန်ရယ်ပြုတ်ရတယ်ကွယ် အဲ့ဒီတော့ဒီညသမီးအဖေါ်တယောက်နှစ်ယောက်လောက်ခေါ်အိပ်ရင်ကောင်းမယ်ကျမကဘဘချစ်ရဲ့အကြံပြုချက်ရထုံညမှာတော့လိုအပ်သည်များကိုစီစဉ်ပြီးတော့တားချင်းမကင်းနဲ့တူမတယောက်နဲ့တူတယောက်နဲ့အတူအိမ်ကစရင်ငါးကိုအိမ်မှာလာအိပ်စေပါတယ်အမေကလည်းခါတိုင်းလိုပင်ထထိုင်ပြီးတော့ညဘက်မှာတော့အစာတောင်းပါတယ်ကျမကလည်းစီမံချက်ပြုတ်ထားတဲ့အစားအစာတွေကိုကျွေးမွေးပါတယ်အိပ်တဲ့အခါမှာလည်းရခင်ငါလိုပင်သူ့ရဲ့နာမှာအိပ်စေပါတယ်ကျမကလည်းအမေအိပ်ရာနာမှာအိပ်ရခင်နဲ့အမတ်မထင်ဩဇာရွက်တွေကိုအမေဖျားအောင်ကိုပြစ်သွင်းလိုက်ပါတယ် တညာလုံးဘာမှထူးထူးခြားခြားဖြစ်မလာခဲ့ပါဘူးနောက်တနေ့မှာတော့အမတ်တမဲခုံဖနက်ကိုဘေးဘက်ဖျားဆက်မှာထားထားလိုက်ပါတယ်ဒါလည်းဘာမှမထူးခြားလာခဲ့ပါဘူးအမေကတော့ထုံးစံအတိုင်းပဲညအချိန်မှာအစာတွေတောင်းမြဲစားမြဲပင်ဖြစ်ပါတယ်ကျမကလည်းတဖြည်းဖြည်းနဲ့ဘဘချစ်စကားအရအမေကိုကြောက်လန့်လာမိပါတယ်သူ့နားသွားရမှာကိုပဲလန့်လာမိပါတယ်အဖော်တွေလာ၍အကြောက်ကတော့အနှဲငယ်တက်တာသွားပါတယ်နောက်ဆုံး၄ရက်မှာတော့ဤကဲ့သို့ဆက်ဖြစ်နေပါတယ်။ဩဇာရွက်လည်းမရ၊ခုံဖနက်လည်းမရဖြစ်နေတာကြောင့် ဘဘအချစ်ကပင်ရွာဦးကျောင်းဆရာတော်ကိုအကျိုးအကြောင်းတွားကရှောက်ထားပြပါတယ်။ဘဘအချစ်နဲ့ရွာဦးကျောင်းဆရာတော်တို့တိုင်ပင်ပြီးတော့ညနေမှာတော့ကျမရဲ့အိမ်မှာကမဝါစာနဲ့ပရိတ်ရုပ်ရံတွေစီမံပေးကြပါတယ်။ဘဘအချစ်ကထိုကိစ္စကိုကျမအိမ်ကိုလာပြောတဲ့အခါဘဘအချစ်ကိုမြင်တွေ့နေရတဲ့အမေကရုတ်တရက်ထပြီးတော့ဟဲ့ဘိုးချစ်နင်းသေးသွားခြင်းလို့လားဟမ်နင်းဘာတွေလာရှုံနေရလဲအဲ့ဒီလိုမျိုးကျိန်းပေါင်းမာတော့တယ်။ဘဘအချစ်ကလည်းပထမကတော့အံ့အားသင့်သွားပါတယ်။နောက်တော့သဘောပေါက်ကား မမအီးကလည်းဗျာကျွန်တော်ဘာမှမလုပ်ပါဘူးဗျာမမအီးနေကောင်းအောင်ကျမ်းမအောင်ဖះကုကုပေးနေရပါငါ့ကိုဘာမှဖះကုတွေဘာတွေကုနေစရာမလိုဘူးဟဲ့နေဘာမှမစီစဉ်နဲ့ငါသမီးတယောက်လုံးရှိတယ်ငါသမီးသူ့ဘာသာသူစီစဉ်ဆောင်ရွက်လိုက်မယ်ဟုတ်ပါပြီမမအီးရဲ့ကျွန်တော်ဘာမှမလုပ်တော့ပါဘူးပြန်တော့မယ်နော်မမအီးနေကောင်းအောင်နေနော်ဘဘာချစ်ဟာအဲ့ဒီလိုပြောပြီးတော့ပြန်ထွက်သွားခဲ့ပါတယ်ရခင်ကဘဘာချစ်ကိုဟဲ့ဖိုးချစ်ဆိုပြီးတော့ရိုင်းရိုင်းဆိုင်ဆိုင်မခေါ်ဘူးတဲ့အမေဟာ ယခုရိုင်းဆိုင်စွာပင်ခေါ်နေခဲ့ပါတယ်။ကျမကလည်းဘဘချစ်ကိုအားလဲနာပါတယ်။အမေရဲ့အပြုတ်မှုတွေကိုလည်းအံ့ဩသွားရပါတယ်။ညနေ9နာရီလောက်မှာတော့ဘဘချစ်နဲ့ရွာဦးဆရာတော်အပါဝင်တန်ဃာတော်9ပါးကြွလာပါတယ်။ရဲရွာတွေကတက်ကြီးပုဂ္ဂိုလ်များကလည်းတရားနာရန်အတွက်တော်တော်များများလာကြပါတယ်။လူငယ်များကဖုတ်ဝင်နေတာကိုသိရှိလိုကြတာကြောင့်တချို့ကလည်းလာကြည့်ကြပါတယ်။အစောကဘဘချစ်ကိုရန်တွေ့လွတ်လိုက်တဲ့အမေကယခုမှတော့မလုပ်တော့ပါဘူး။အိမ်ရာထဲမှာမိမ့်နေပါတယ်။ဘာမှလည်းမပြောတော့ပါဘူး။ ရွာဥစရာတော်နဲ့တန်ဃာတော်များကျမအပါဝင်ပရိသတ်များကို၅ပါးသီလခံယူစေပါတယ်။အဲဒီနောက်မှာတော့နတ်ပင့်ပြီးတော့မေတ္တာသုပ်ပရိတ်တော်တွေကိုရွတ်ဖတ်ပြီးတော့မေတ္တာပို့သအပ်ပါတယ်။အဲဒီနောက်မှာတော့ပပ္ပဇနီယာကမဝါစာအမိန့်ပြန်နှံဖြစ်ရင်စီမံပေးပါတော့တယ်။ဆရာတော်အမိန့်ပြန်နှံပြန်စင်ပါပဲ။အမေဟာရုတ်တရက်ထထိုင်ပြီးတော့တပည့်တော်မှာတွားပါတော့မယ်ဗျာ။တပည့်တော်မှာကိုတနာတော်မူပါဗျာ။တပည့်တော်မှာစားခြင်းလုံးလို့လာနေတာပါဗျာ။အဲ့ဒီလိုမျိုးလက်အုပ်ချီပြီးတော့ဆရာတော်ကိုရှောက်ပါတယ်။အဲ့ဒါနဲ့ဆရာတော်ကလည်း တင်ရဘူးလဲဘယ်မှာနေရလဲကွအဲ့ဒီလိုမေးလိုက်တဲ့အခါမှာတော့တပည့်တော်မလယုံပါဗျာတပည့်တော်အငငက်အပြက်ပြက်နဲ့ချောင်းမင်းနာနဘဲပင်မှာနေရပါတယ်ဗျာအဲလယုံနင်လူဘဝတော့ကလည်းကုသိုလ်ဒါနတီလမပြုအဲ့ဒီလိုမပြုခဲ့လို့ယခုအစားစင်းရဲ့အနေစင်းရဲ့နဲ့ပိတ်တာဘဝကိုရောက်နေရပြီယခုတပန်သူတစ်ပါးကိုညင်မှန်းနှိမ့်ဆက်ပြန်ပြီနင်ဒီကနေတေလို့ရှိရင်ငရဲရောက်ပြီတော့မယ်ယခုတင့်အတွက်အများပေးဝင်မယ်တာရုခေါ်သွားကြားလား ဆရာတော်ကအဲ့ဒီလိုမိန်ကြားပြီးတော့အမြပေးဝေစေပါတယ်။ထိုခဏမှာပဲအမေဟာထိုင်ရာကနေအယုတ်ကျိုးပြက်လဲကြပြီးတော့အသက်ထွက်သွားပါတော့တယ်။ဆရာတော်တန်ဃာတော်တွေကလည်းအခြားသောနာနာဘာဝတွေနောက်ထပ်မပူးကပ်မနှောက်ရှက်စေရန်ပပဇနီယာကမဝါစာကိုရွတ်ဖတ်ပေးပြီးတော့အယံအတားအဆီးပြုလုပ်ပေးပါတယ်။ယတနာသုံးပါးကိုမမေ့ကြဖို့ကိုလည်းမှာကြားပါတယ်။ထိုခါကြမှာပဲကျမဟာမိခင်အတွက်အာရပါရဝန်းနေငိုကြွေးနိုင်မှာတော့တယ်။ရဲရွာလူကြီးများကလည်းအမေရဲ့အာတုဘကိစ္စကိုစီမံဆောင်ရွက်ကြပါတယ်။ ကျမတသက်မှာတော့ထူးခြားတဲ့ဤဖြစ်ပျက်ကိုမမေ့ရက်စရာဖြစ်ခဲ့ပါတယ်။ကျမမိခင်ထံဘာဖြစ်လို့ဖုတ်တရေဝင်နိုင်ပြီးတော့ပူကက်စားနိုင်တာကိုကျမစဉ်းစားဆင်ခြင်မိပါတယ်။အရင်အကြောင်းအရာကိုလည်းဆရာတော်ထံရှောက်ထားလိုက်ပါတယ်။နင်တို့ဖျားတရားမမြဲလို့ပေါ့ဟဲ့။ဆရာတော်ကအတူဆုံးမိန်ကြားပါတယ်။မှန်ပါတယ်။ကျမတို့တွေကတောသူတောင်သားများပြီးပြီးဗုဒ္ဓဘာသာကိုတော့လက်ခံပါတယ်။ရွာဦးကျောင်းဆရာတော်ကိုလည်းလေးစားကြည်ညိုပါတယ်။သို့တော်လည်းနေစဉ်ထာဝရဖျားရှိကိုချင်းပြည့်ရွတ်ချင်းအမြပေးဝေခြင်းစသည်တို့ကိုတော့မပြုလုပ်နိုင်ကြပါဘူး။ ဝါရင်းလိုက်တာအခါအားလျော်စွာဥပုပ်တရင်စောင့်ထိန်နိုင်ကြပါတယ်ဂျေဒနာသုံးမအရန်အတားမရှိတဲ့ကျမတို့အိမ်မှာအတိအယုံအားနည်းနေတဲ့လူမမာမိခင်ထံကိုဖုတ်တရေဝင်ပူးကတ်နိုင်ဒီမှာဘာမှတော့မဆန်းလာပါဘူးယရနာသုံးမမြဲပြီးတီလာတရားရှိ၍နှကောင်းနှမျက်များအဆောင်လျှောက်ထားရှိလျင်တော့ကျမတို့အိမ်ဝင်းအတွင်းဤကဲ့သို့မကောင်းဆိုးဝါးမဝင်နိုင်ဒီကိုယခုတော့ကျမသဘောပေါက်သွားမိပါတယ်ဒို့အတွက်ပင်ကျမဟာကျမနဲ့ကျမအိမ်ပတ်ဝန်းကျင်ကိုပရိတ်အစည်းအတာပဋ္ဌာန်းအစည်းအတာတွေချပါတယ် ယရနာသုံးပါးကိုနေ့စဉ်ရှိခိုးပြီးတော့တတ္တဝါများအလုံးကိုလည်းမေတ္တာပို့တာက အိပ်ဆက်ခဲ့ပါတယ်။ကျမဘဝထာဝရအေးချမ်းတာယာပြီးတော့စိတ်ချမ်းသာကိုချမ်းမာနဲ့ရှိခဲ့ပါတော့တယ်။ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားပါပြီဗျ။ဇလန်လေးကိုဆုံးတဲ့ဒီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။